စစ်ကောက်စီရဲ့လေကြောင်းအန်တီတွေကြောင့်ရခိုင်မှာစာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုကောက်တဲ့ဖို့ဖို့ခက်ခဲနေသေးတယ်လို့ပညာရေးအတိုက်အဝိုက်တွေကသိရပါတယ်ตาลีโซบาอาชีรุลาลานวยမော်ဟွေစစ်ချုပ်နေတဲ့စစ်ကောက်စီဟာသူတို့လာလည်ထားတဲ့ရခိုင်ပြည်အတွင်းကစာတင်ကြောက်တွေပါဝင်ဘာသာရေးအဆောက်အုံတွေဆေးရုံစစ်ခန့်တွေနဲ့ လူနေကျေးရော်တွေနဲ့လူနေထူထပ်တဲ့မြို့တော်တွေကိုမကြခဏလေးကြောင်းကနေဘုံကေးတိုက်ခိုက်နေတဲ့အတွက်ကလေးသူငယ်တွေပါဝင်အရေးသားတဲ့တည်ဆုံမှုဒဏ်ရရှိမှုတွေများပြနေပါတယ်အခုလည်းအခြေအနေတွေကြောင့်ရခိုင်ကြောက်သားကြောက်သူတွေတော်စာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုမကျက်သုံးနိုင်သေးပဲဖြစ်နေပြီးအဆင်ပြေတဲ့နေရာတွေမှာကြူချင်းစနစ်နဲ့တန်ကြားပြတ်သားနေရတယ်လို့ဆာဆာမအပိုင်ဝဲတွေကပြောပါတယ်စစ်ကောက်စီရဲ့တိုက်ခိုက်မှုကြောင့်အခြေခံပညာစာတင်ကြောက်တွေ ဖွဲ့လဲနိုင်တာမရှိသေးပေမဲ့ပညာရေးကဏ္ဍလိုက်ဟာမှုမရှိစေဖို့အတွက်အရဟဘီသူတော်လိုင်းအစိုးရနဲ့ဆရာဆရာမတွေပူးပေါင်းပြီးတော့ရခိုင်ကလွတ်မြောက်နေပြီဒီမှာပြီးခဲ့တဲ့2024ခုနှစ်ကစပြီးတပ်သူကြသားတွေကိုနေလင်းမျိုးစုနဲ့ပညာသင်ကြားပေးနေတယ်လို့သိရပါတယ်ရခိုင်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအထိလေးလအတွင်းစစ်ကောက်စီရေလျော့တိုက်ခိုက်မှုတွေကြောင့်အရဲသား134ယောက်တေဆုံးပြီးအယောက်190လောက်ဒဏ်ရာရရှိခဲ့တယ်လို့ရိန်ဂျာတရင်ဌာနရေးကောက်ယူထားတဲ့ဇယန်တွေအရသိရပါတယ်ခင်ဗျာ